ဟိုမနေ့ကတော့ဟိုဟိုဒီတရိုင်းထရိုင်းရဲ့ဒီဗီဇာပိတ်ဆို့မှုအကြောင်းကိုကျွန်တော်ပြောပြသွားနော်ဒီနေ့သတင်းတွေမှာလည်းအများကြီးကြည့်ရတယ်နော်ဟိုတော်တော်များများဟိုဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုဝေဝံတုံ့ပြန်တာတွေတော့နည်းနည်းနည်းတယ်ပေါ့လေနော်ဒါပေမဲ့ဟိုတွေ့တော့တရားအော်ဒီနေ့ကျတော့ဘာထပ်ပြီးတော့ကျွန်တော်ပြောချင်တာလဲဆိုတော့နေ့ကဟိုပြီးခဲ့တဲ့ဟိုအဲလိုဆုံးဖြတ်ချက်နဲ့ article 33နဲ့ပတ်သက်ပြီးတော့သတော်များပြောကြတာတွေ့ရတယ်ဒီနေ့ကျသတော်များပြောကြတယ်နော်အဲလို33ကအနည်းနည်းပြင်းထန်တယ်နော်ဘာလို့ဆိုတော့ပြည့်စုံမှုအားလုံးလုပ်နိုင်တဲ့နော်အခွင့်အလမ်းရှိတယ်နောက်ပြီးတော့တကဒီအလုသမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့အများကြီးပဲသူဟိုတရားစွဲနိုင်တဲ့ဟာတွေရှိတယ်အဲတော့အထွေထွေကကျွန်တော်ကပြောပြမယ်ဆိုလို့ရှိရင်တော့ကျွန်တော် FTV မှာကိုမမောင်ကဟိုပါပေါ့လုတ်သွားတာရှိတယ်အဲလိုမှာ ဆိုအဲလိုတော့တဲ့ရနှစ်ဖက်တဲ့ရတာကကျွန်တော်တို့အရင်တော့ဆိုရင် FGV မှာအခုလည်းဒီလိုပါပဲเนาะတစ်ဖက်ကကျွန်တော်တို့เนาะအာ၄ယောက်ရှိရင်ဗျာ၂ယောက်ကဟို FTV ဟာ၂ယောက်ကဟိုစစ်တပ်ကလာတဲ့ဟိုဟိုစစ်တပ်ဖက်ကလာတဲ့လူတွေပေါ့ဗျာဟုတ်တယ်ဒါပေမဲ့ဘာဖြစ်ပါဟိုကျွန်တော်ဟိုဟိုကျွန်တော်တိတ်ပြီးရောဟိုအစင်ပြေးကြီးမပြေးကြီးနဲ့မဆိုင်ဘူးဗျာเนาะကျွန်တော်ကိုမမောင်ချီချီရတယ်ဆိုတော့ရေတော့တော်တော်လုပ်တယ်ဗျာအဲအဲ့လိုမှကိစ္စနဲ့ပတ်သက်အဲ့လိုမှတော့တော်တော်လေး off တယ် ဒါတော့ကျွန်တော်မြင်ရနော်အဲကျွန်တော်တို့အိုင်ရွန်ကဟိုဒီပင်လယ်မြေများတမကဆိုပြရလို့ IDF နဲ့ပူပေါင်းနော် IDF ကလည်းအဲဒီဥစားလည်းပဲဟိုဟို branch တူတူပါပဲဟို FTV နဲ့ကျွန်တော်တို့ဟိုဟိုကျွန်တော်တို့ပင်လယ်မြေတမကနဲ့ရနော် Seafar Union လို့ခေါ်တာပေါ့နော်အဲ့တော့ဒီကျွန်တော်တို့ကုံလောက်ကြတဲ့အခါမှာဗတ်တွေ့သွားလဲဆိုတော့ကျွန်တော်တို့ IDF ခွန်နေပြီးတော့ကျွန်တော်တို့ စကားပြောကြတဲ့အရေးကိုကျွန်တော်ပြောကြတဲ့အခါကျတော့ဒီ ILO ရဲ့ဒီဥစ္စာပေါ့ဒီဟို branch ကိုဖြစ်တဲ့ ITF ကနေပြီးတော့ဘာလို့လိုက်လဲဆိုရှင်စိတ်ကန်းလို့သူမတွေကိုနေကိုချမလုပ်ပေးနဲ့လို့ပြောလိုက်ဒါတော့ဟိုပါဝင်ချင်တဲ့နိုင်ငံပါဝင်ပေါ့မပါဝင်ချင်တဲ့နိုင်ငံမပါဝင်လို့ပြောကြเนาะအဲ့တော့တော့ article က33တောင်တောက်ထိမချသေးဘူးเนาะအဲ့ဒီမှာဘာဖြစ်လာလဲဆိုရှင်တချို့ဒီဟို5 star သမောတွေဆိုရှင်ဗျာဂျာမနီတို့ဘာတို့မှာ ကဲဟိုစိတ်ကန်းကတ်လို့မြပြုတ်လို့မြကျိုးဆွဲပေးမဲ့လို့ကောင်မရှိဘူးဗျာကုန်တင်ကုန်ချမှာပြောရတယ်တော့နော်အခုလုံးခါတဲ့ပိတ်ချလိုက်နော်အဲ့တော့ကောင်တန်ကိုရီးယားနော်အာဟိုစာ IDF နိုင်ငံတွေဖြစ်တဲ့ဂျာမနီတို့နော်နောက်ပြီးတော့ဟိုကလကတာမှာတော့ကျွန်တော်ကလကတာဒီဟိုဟိုစိတ်ကန်းလို့ဒီမှာတမကနဲ့ကျွန်တော်တို့စကားပြောပြီးတော့အဲ့လိုပိတ်ချလိုက်နော်ကုန်တင်ကုန်ချကိုလုံးလို့မရတော့ဘူးနော်အဲ့လိုမျိုးပေါ့အခုလက်ဆက်လို့မှာပဲ အခုတော့ article 33ဆိုတော့ပို့ပြီးတော့ကောင်းတာကျွန်တော် IT ရဲ့ပို့ပြန်ပြီးတော့နော်ကျွန်တော်ချင်းကပ်ဖို့လိုအပ်တယ်လို့ဟိုကိုခိုင်းလို့ပြောလို့လဲနော်ဟိုရှေ့ဟောဟိုချင်းကပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ကအယူဆရှိတယ်ကျွန်တော်ကိုယ်တိုင်ချင်းကပ်မှာ IT ရဲ့ပို့ပြန်ချင်းကပ်ပြီးတော့ကနော်မြန်မာနိုင်ငံကို ပို့နေတဲ့ကုန်တင်ကုန်ချဟာစိတ်ကန်းနေအဲ့စိတ်ကန်းနေမှာမြန်မာနိုင်ငံကိုပို့မဲ့ကုန်ဟာဒါမှမြန်မာနိုင်ငံတင်သွင်းတဲ့ကုန် ချမပေးဘူးတင်မပေးဘူးနော်ဒွိမဟုတ်ဘူးဗျာရှင်းပြောတော့အဲ့ဒါကျွန်တော်ကလုပ်အဲ့လိုလုပ်တဲ့ဘုရားခံရတယ်ဆိုရင်တော့နော်ပထမဆုံးအချက်ကတော့ကိုနေကုန်ချတွေမလုပ်တဲ့အတွက်နော်ဒီဟိုစစ်တပ်ကနေပြီးတော့နော်ဒီသူလုပ်နေတဲ့ဒီကုံသွေးတွေကိုထိခိုက်ဒုတိယချက်ကတော့ကျွန်တော်နိုင်ငံသားတွေနဲ့ထိခိုက်နင်းလို့ထိခိုက်မှာဒါရမှန်းတယ်ဘာလို့ထိခိုက်မှန်းမသိဘူးဆိုရှင်အဲ့လိုအလို့သမားတမကအားလုံးကပိတ်ချလိုက်လို့ရှိလို့ရှင်နော် အာဟိုဟိုလူတို့မှလည်းပဲဟိုကုံနဲ့ပတ်သက်ပြီးတော့ဈေးကြီးတာတို့နောက်ပြီးတော့ဒီဟို community တွေဟလာဟိုဟိုရုပ်သိမ်းလိုက်တာတို့ဘာလို့ဆိုတော့နည်းနည်းပြဿနာတွေတော့နေရှိမှာပါဗျာဒါပေမဲ့ဒါအဆုံးအောင်လုပ်နေတဲ့ကာလဖြစ်နေတယ်ဗျနော်အဆုံးအောင်ဆိုတာကလုံးဝကိုဒါအပြည့်အစုံသာသာတိုက်နေတဲ့အချိန်ဒီမှာတော်တော်ခံရမှာပဲဟုတ်လူတွေလည်းခံရမှာပဲစစ်တပ်လည်းခံရမှာပဲ ကျန်တဲ့ဟိုကျွန်တော်တို့ဟိုဟိုပြည်တော်မှာရှိနေ PDF တွေလည်းခမ်းမှာဘာလို့ခမ်းမှာ PDF တွေပြည်လူလူတို့မိပြီးတော့ပေါ့လားတော့ကျွန်တော်တွန်လိုင်းလုပ်နေရတာလေပြည်သူလူလူစင်ရဲသွားရင်သူလည်းစင်ရဲတော့ဗောမဟုတ်လားအဲ့တော့ဒါကိုကာဗာလုပ်ဖို့အတွက်ကိုကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့เนาะကျွန်တော်တို့တွန်လိုင်းဖွဲ့စည်းတွေလာဒီဟိုဟိုတိုင်းပြည်ကိုချစ်တဲ့လူတွေကเนาะအဲ့ဒါကိုကာဗာလုပ်ပေးဖို့လိုအပ်တယ်เนาะဘာလို့ကာဗာလုပ်ပေးလိုအပ်လဲ အရေးကြီးတာကငွေကြေးတွေဖောင်းပွားသွားမယ်လူတွေအလွတ်လပ်မဲ့ဖြစ်သွားမယ်မဆက်နေနေသွားမယ်ပြည်တွင်းမှာထောက်ပံ့နိုင်တဲ့ဟိုကပေါ့ဒီဟိုကွန်ပျူစီတွေနေသွားမယ်အဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ကာဗယ်လုပ်မလဲဆိုတဲ့ဟာတော့စဉ်းစားဖို့တဲ့အဲ့လိုစဉ်းစားတဲ့အခါကျတော့ပြပကနေပြီးတော့ငွေအလုံးရင်းနဲ့လက်ဝင်မှုအရေးကြီးနော်အန်ယူဂျီတို့ဘာတို့ညာတို့ပေါ့ဗျာဒီဟိုလက်ရှိ လုပ်နေကြတဲ့အဖွဲ့အစည်းတွေပေါ့နော်နောက်ပြီးတော့ကဟိုတော့ထောက်ပို့တွေပေါ့ ထောက်ဖို့ဖွဲ့စည်းတွေရှိဖို့ငွေအလုံးရင်းနဲ့စီစဉ်မှုအရေးကြီးတယ်နော်သူတို့သာလင်းဟလာဟိုဟိုဟိုကွန်ပျူစီကိုဆန်းနေရခါတို့ဘာလို့ညာတို့နော်ဟိုပေးနိုင်တဲ့ဟိုအဖွဲ့စည်းတွေဖြစ်အဲ့တော့အဲ့ဖွဲ့စည်းတွေကိုငွေအလုံးရင်းနဲ့ထပ်ပြီးတော့ဝင်ဖို့အရေးကြီးတယ်နော်ဒီကြားထဲမှာနော်ဟိုစစ်တိုက်တာဗျဓမင်းမဆောင်တက်လို့ဘယ်ရအောင်အဲ့တော့ဓမင်းစာဖို့တက်ကိုကျွန်တော်တို့ PDF ရေးဖို့တွေရှိကိုနော်ဆန်းနေရခါတွေဘယ်လိုရောက်အောင်ကျွန်တော်တို့စဉ်းစားရမယ် ဘယ်လိုရအောင်လုပ်ရမလဲဆိုတာတွေကိုကျွန်တော်တို့ဝိုင်းပြီးတော့နော်တော်စဉ်းစားဖို့လိုတယ်နော်ဟုတ်စဉ်းစားဖို့လည်းဒါ viewer ချပြီးတော့လုပ်ဖို့လိုတာအစီအစဉ်နော်ဒါဟိုဟိုကျွန်တော်ဒီဟိုစီမံခန့်တွေလုပ်ရမှာနော်အဲ့လိုလုပ်တဲ့ခါကျလို့ဆိုရှင်နိုင်ငံကမှရောက်နေတဲ့နော်မြန်မာပြည်သူပြည်သားတွေတော်လှန်သောမြန်မာပြည်သူပြည်သားတွေကအရန်ရေးကြည့်တာနော်အဲ့တော့တော်လှန်သောမြန်မာပြည်သူပြည်သားတွေလည်းပဲနော်ဒါကိုနော်ဟိုအာမဟို အဲလိုကတော့ကားတဲ့ဟိုကတော့အတကယ်33နဲ့ရိပ်ပြီးဆိုငါတို့ဝမ်းတက်လိုက်တာဟဲ့ဆိုဝမ်းတောင်းနေမှာမဖြစ်ဘူးနော်အခါတာဝင်မှာရောက်သွားတာဟော responsibility ဟောခိုးကလှုပ်ပေးသလိုကိုယ်ကလည်းတာဝန်ယူနိုင်ရမယ်ကျွန်တော်တာဝန်ယူရမယ်နော်အဲလိုဖြစ်လာမဲ့ပြဿနာတွေပြည်သူတွေမှာခံစားမဲ့ဒုက္ခတွေကိုကျွန်တော်ဘလို့ဖြေရှင်းမလဲဆိုတာလဲကျွန်တော်နိုင်ငံတကာရောက်အဖွဲ့အစည်းတွေကတာဝန်ယူရမယ်နော်အများကြီးပါပဲရှိပါတယ်နော်အခုကို ကွမ်းသာစရာတဲ့ပေါ့နော်ကျွန်တော်တို့ဟိုအမြဲတမ်းထပ်ခံနေရတိုင်ကိုရီးယားကတမရဟောင်းရအခုတမရပြန်ဖြစ်တော့ဂျန်သစ္စာကျင်းဆူသွားပြီဟမ်အဲ့တော့ဒီလိုနိုင်ငံတွေကိုကျွန်တော်ကချင်းကပ်ရမယ်ဟမ်ကျွန်တော်မှထပ်ပေါက်တွေရှိတယ်ဟမ်ဟိုတင်တွင်းမှုတွေထပ်ပေါက်တွေအများကြီးရှိတယ်ဟမ်အဲ့ဒါတွေကိုကျွန်တော်လှုပ်ရမယ်နောက်တစ်ခုကတော့ဒီကျွန်တော်မနေ့ကတည်းပြောပြီးပြီအမေရိကန်ဆိုရသိတယ်ဟမ်ဘာသိတယ်ဆိုရင်ဒီမင်းအောင်လိုက်တာဆုံးမယ်ဆိုတော့သိတယ် ဒါဘလို့ကြဆုံးမယ်ဆိုတာကိုတော့သူတို့လည်းအခက်ခံတယ်။ဘာလို့ဆိုလို့ရှိရင်ဟောတိုင်းသားတွေဘက်မှာတော့ okay နေတယ်။ဒါပေမဲ့ကျွန်တော်တို့ဒီပြည်မမှာရှိတဲ့အဖွဲ့အစည်းတွေနော်နည်းနည်းဟိုဘာကောင်းလဲစူးစမ်းအားနည်းနည်းလေးတော့လိုအပ်တယ်လို့ကျွန်တော်ဟုတ်ပြီအယူဆရှိတယ်။နောက်တစ်ခုကဒါလည်းကျွန်တော်တို့ကထပ်ပေါ်မှုတွေအများကြီးလိုအပ်တယ်နော်အဲ့တော့ခက်ခဲတယ်ကတခါကျဆိုရှင်လေဟိုနီးစပ်သောနေရာတွေမှာဟိုထပ်ပေါ်လို့ရတယ်ဥပမာကင်ဒီယိုထပ်ပေါ်လာနည်းနည်းဟိုလမ်းကြောင်းရှိတယ် กินอยู่ทับปั่นละลั้นจองชื่อฮะだめโคอตวินแบยอดตัวเลยสุชินทับปั่นละลั้นจองอ่ะตรุขึ้นเลยครับอะละจองรู้ตะชู่ทับปู่อภเฝ่เลยจังไอ้ลั้นจองนี่ทับปั่นว่าตรอเล็กขึ้นเลยครับแล้วเนาะพี่ไอ้มาตั้วพี่ว่าเค้าเนี่ยบังหวยตั้วไปรู้เลยบ้าไม่เอาเนาะบังหวยไปรู้เลยไอ้มาปิสิอ่ะเหวปู่อ่ะตรุขึ้นแค่เนาะโหติยกก็เลยโหว่าโหโหซาเล่นเนี่ยแหละตนเราโหโหบ่ก็ไม่โหพินหัวหย่องโทเนี่ยโหโหคุยมาตาติยกก็บาเลยสรุป သူကဘာလုပ်လဲဆိုရင်ဟိုလမ်းကြောင်းတွေပိတ်လိုက်တဲ့ခါကျတော့နေဆက်ကိတ်တွေပိတ်တဲ့ခါကျတော့စမ်းနိုင်အခါတော့တာဘူးကခက်တယ်ဒီကြမ်းမှာမိုးရင်းရောက်လာမှာဖြစ်တဲ့အတွက်နော်အာနေထိုင်ဟိုလူရဲကန်ရတတော်ခက်ခဲအောင်မယ်နော်အဲ့ဒီချက်မှာနော်ပြီးခဲ့တဲ့နှစ်ကမဆိုင်နိုင်တဲ့စဘာတွေပြီးခဲ့တဲ့နှစ်ကဟိုမထုတ်လွှင့်နိုင်တဲ့ကွန်ပျူစီတွေလည်းဟိုဟိုဘာခေါမလဲဟိုစမ်းနိုင်ခဲ့တာလည်းအများကြီးရော့သွားတယ်ခါဒီနှစ်မှာကတက်ပြီးတော့ဟာမလုံနိုင်ဘူးဆိုလို့ဆိုရှင်နော် ကျွန်တော်အများကြီးကျွန်တော်တို့ဟိုဟိုနိုင်ငံအတွက်ကျွန်တော်လိုအပ်မဲ့အရာတွေကစဉ်းစားရင်အများကြီးအများကြီးအများကြီးပြဿနာတွေရှိတယ်နော်အဲ့ဒီပြဿနာတွေကပြဿနာလို့ပြောတော့မဖြေရှင်းလို့ပဲရမှာလေပြဿနာဖြစ်ဖြစ်ရှင်းရမှာပေါ့နော်ပြဿနာဆိုတော့ရှိမှာပဲရှင်းရင်ဖြေရှင်းရမှာပဲနော်အဲ့တော့ဥဆောင်တဲ့ဖွဲ့စည်းတွေဖြစ်တဲ့နော်ဒီဟို NUG တို့နော်စသဖြင့်နော် CPH တို့နော်နောက်ပြီးတော့ဟိုထောက်ပို့အဖွဲ့စည်းတွေဖြစ်တဲ့ဟာဟိုထောက်ပို့အကြီးကြီးတွေပေါ့ဗျာ ဟိုကျောင်းနာမည်တက်ပြောရင်တော့ဟိုတောင်းတောင်းဥစ္စာဖြစ်မှာဆိုလို့မပြောဘူးထပ်ဖို့အကြီးကြီးတွေ ਆ ရောနော်အဲ့ဒီဟိုနိုင်ငံတကာရောက်ထပ်ဖို့အကြီးကြီးတွေ ਆ ရောအခုချိန်မှာအင်တိုက်အားရိုက်နဲ့ကျွန်တော်တို့ဝင်ရောက်ပြီးတော့ဆောင်ရွက်ပေးဖို့လိုအပ်နေပြီလို့ကျွန်တော်ကတော့ဟိုဟိုအသိပေးကြတယ်နော်တိုက်တဲတိုက်တွန်းကြတယ်နော်အားလုံးဝိုင်းပြီးတော့လုပ်ကြရင်ဖြင့်ကျွန်တော်နိုင်ငံကဒီနှစ်မကုန်ရင်မှအထွေထွေထိုးစစ်ကြီးကိုစနိုင်မယ်လို့ကျွန်တော်ယူဆရှိတယ်ဒီလိုမှမလုပ်နိုင်ရင်တော့ဟိုအီလေးလေးဖြစ်သွားမှာဆိုလို့ ကျွန်တော်ကပန်းနိုင်ငံခံနေကြလို့ဆိုရှင်နော်ကျွန်တော်ကဝိုးစားပါခွာမလိုက်စေချင်ပါနော်အဲ့တော့ပန်းနိုင်ငံခံဒီမှာခွာမလိုက်အောင်လို့ကျွန်တော်တို့နိုင်ငံတကာရောက်ကပြည်ရင်းကပြပအားလုံးဝိုင်းပြီးကြိုးစားကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့ဒီညကျွန်တော်ညီုံချုပ်ပါတယ်အားလုံးကျေးဇူးတင်နေမြန်တမ်းထုပါနော်ကျွန်တော်ဝီဒီယိုလေးမျှဝေကြည့်ကြပါ